ယူဒီးယားနဲ့ကမ်ဘောဒီးယားနဲ့ဇက်ပြဿနာမေးထားတာနှစ်ဦးသုံးဦးရှိပြီအဲ့ဒါကျမပြပြပါမယ်ကမ်ဘောဒီးယားနဲ့ယူဒီးယားကဟိုးရှိကြတဲ့နှစ်ရာချီပြီးပြဿနာတွေရှိခဲ့ဘူးတယ်ရှိအဲ့အထူးသဖြင့် border area ဖြစ်တာတော့အခုနောက်ပိုင်းမှာဖြစ်စေဖြစ်နေစေပဲဖြစ်နေတယ်ဘာကြောင့်လဲတော့မသိဘူး ဒါကြောင့်ဆိုကမ္ဘောဒီးယားတစ်ချိန်တစ်ခါကခမအင်ပါယာဆိုတာအင်မတန်ကြီးကျယ်သောနိုင်ငံကြီးဖြစ်တယ်။အဲ့ခမအင်ပါယာက900ရာစုနဲ့73ရာစုပေါ့နော်။အဲ့မှာအရန်ကြီးကျယ်တဲ့အဲ့ရအင်ကာအခုရှိတဲ့အင်ကာဝတ်နေရာကနေပြီးတော့နန်းတော်ကြီးရှိပြီးတော့ ဟိုအရှေ့တောင်အေရှာမှာပါဝါအမြန်အမြင့်ဆုံးအကြီးဆုံးနိုင်ငံကြီးဖြစ်တာပေါ့နော်ပါဝါကြီးတယ်အဲ့ဒါဘာပါလဲဆိုအဲ့ကမ်ဘောဒီးယားအဲ့ခမအမ်ပါယာဘဲဟာဟိုဒီအန်ကာဝတ်ကနေဘဲအန်ကာကနေဘဲဟိုကြီးဆိုးလဲဆိုတော့သူကယိုဒီးယားလဲသူ့မြေထဲမှာပါတယ်လာအိုလဲပါတယ်ဗီယက်နမ်လဲပါတယ်အဲ့ဒီနော်ဒီဘက်မှာ ဟိုဘက်မှာဗီယက်နမ်ဒီဘက်မှာ လာအိုယိုဒီယာအားလုံးကခမာမင်းကအုပ်ချုပ်တာနော်အင်ကာအဲ့ရနေပြီးတော့ဘလို့ဖြစ်လဲဆိုတော့ဒါ900ရာစုနဲ့73ရာစု74ရာစုကြတော့74ရာစုနဲ့75ရာစုကြတော့ဒီယိုဒီယာဘက်ကိုတရုတ်ပြည်တောင်ပိုင်းကတိုင်ပေါ့လေတိုင်လူမျိုးတွေက ဆင်းလာတယ်ယုဒိယဘက်ကိုဆင်းလာပြီးအဲ့တိုင်လူမျိုးတွေကနေပြီးတော့ဟို kingdom ပေါ့တိုင်လူမျိုးတွေကနေပြီးတော့အဲ့တယုတ်ကြီးเนาะအတောင်ဘက်ကနေပြီးတော့စုကိုထိုင်เนาะ1238ခုနှစ်မှာစုကိုထိုင်ဆိုပြီးနမ်းတည်တယ်ပြီးလို့ရှင်အယုဒ္ဓယ1300 1300နောက်အနှစ်တရာနေတော့အယုဒ္ဓယ1351မှာအယုဒ္ဓယမြို့တော်တည်တယ် ပြီးပြီးတော့အဲ့မှာယုဒယာထိုင်းထိုင်းဟို kingdom နေပေါ့နော်ဘယင်နေပေါ်လာတာပေါ့ပေါ်လာပြီးသူတို့ကနေပြီးတော့ပြန်ပြီးတော့အန်ကာကိုကမ္ဘောဒီးယားကိုပြန်တိုက်တယ်အဲ့တော့အယုဒိယာကနေပြီးအန်ကာကိုဘယ်မှာတိုက်လဲဆိုအဲ့14ရာစုနဲ့15ရာစုမှာထက်ခထက်ခတိုက်တယ်တိုက်တဲ့အခါကျတော့အန်ကာခံရတာပေါ့နော်အားနေလာပြီးတော့ 1431ခုနှစ်မှာလုံးဝကိုအဲကမ်ဘောဒီးယားကိုဖြုတ်ချလိုက်တဲ့အယုဒ္ဓယာယူဒီးယားဒီအယုဒ္ဓယာစစ်စစ်တီတွေကအမင်းတွေကသွားပြီးအန်ကာကိုလုံးဝပြီးဖြုတ်ချလိုက်တော့1431ခုနှစ်မှာခမာအမ်ပါယာကြီးကလုံးဝဘာမှမကြံတော့ဘူးပြုတ်ကွဲသွားတယ်ပေါ့နော်နောက်တော့16ရာစုနဲ့18ရာစုเนาะဒီဘက်ပိုင်းဖြစ်လာပြီ16ရာစုနဲ့ 18ရာစုကြတော့သူကအန်ကာကမ်ဘောဒီးယားဘလောက်များအားနေလဲဆိုတော့ဒီဟိုယိုးဒီးယားရဲ့စာရင်မြေဗီယက်နမ်ဟိုဘက်မှာလည်းဗီယက်နမ်ဖြစ်တယ်အဲ့တော့ဗီယက်နမ်အရှိဘက်မှာရှိတယ်ယိုးဒီးယားကအနောက်ဘက်မှာရှိတယ်အဲ့ဒါကိုသူတို့တွေကတလဲစီအုပ်ချုပ်တယ်အဲသူတို့ရဲ့လက်အောက်ခံပေါ့ဒီထအကမ်ဘောဒီးယားထိုင်းယိုဒီးယားလက်အောက်ခံဖြစ်လိုက်ပြီးလို့ရှိရင် ဗီယက်နမ်လက်အောက်ခံဖြစ်လိုက်ပြီးလို့ရှိရင်တစ်ချိန်လုံးပဲလာပြီးတော့ဟိုယူဒီယာလာပြီးတော့အဲကမ်ဘောဒီးယားဘီယံဖြုတ်လိုက်နောက်သူတစ္ဆာကံနဲ့ကိုတေးလိုက်တော့ကြဗီယက်နမ်ဝင်လာပြန်သူတို့တစ္ဆာကံဖြုတ်ဖြုတ်ပြီးတော့သူတို့တစ္ဆာကံတီးပြန်အဲ့လိုမျိုးကမ်ဘောဒီးယားမှာဟိုဟိုဘက်ကလာလာပြီးတော့ဟိုစော်ကားလိုက်ဒီဘက်ကလာပြီးတော့ဆွဲဖက်လိုက်နဲ့အဲ့ဗီယက်နမ်နဲ့ယူရီးယားခြားထဲမှာခန်းနေရတာ အဲ့တော့16ရာစုကြတော့ပြင်သစ်ကနေပြီးတော့1863ခုနှစ်မှာကဲငါတို့ကာကွယ်မယ်ပေါ့ဆိုပြီးတော့ဒီဗီယက်နမ်နဲ့ယူဒီယာချားတဲ့ကနေကာကွယ်မယ်ဆိုပြီးတော့ပြင်သစ်ကနေပြီးတော့ပြင်သစ်ကလာအုပ်ချုပ်ပြီးလို့ရှိရင်တခါတယ်အဲ့မှာပြင်သစ်ကနေပြီးတော့ယူဒီယာကဟို ဟိုကမ်ဘောဒီးယားရဲ့အနောက်ဖက်နဲ့နောက်လာအိုစ်အဲ့ရနေရာကိုယူဒီးယားယူထားတဲ့ဟာတွေကိုသူကပြန်မောင်းထုတ်တာနောက်19ရာစုနဲ့20ရာစုမှာဘတ်တန်ဘန်နဲ့ CM rap တဲ့ rap တဲ့အဲ့ဒါတွေကိုထိုင်းကိုဟိုပြင်သစ်ကတော့လက်နဲ့အင်အားတာတာဟိုယူဒီးယားတွေကိုမောင်းထုတ်တာနောက်တော့28 8နောက်တော့20ရာစုဖြစ်လာအောင်1953မှာ independence လွတ်လပ်ရေးရတယ်ပြင်သစ်ကထွက်တယ်အဲထွက်တဲ့အခါကျပြင်သစ်ပြန်သွားတဲ့အခါကျတော့အဲ့ border ကိစ္စပြန်ပြီးတော့ Cambodia ကပြန်ပြီးတော့သူဟိုလိုချင်ပြန်ရောတည်မလားယူတရယူထားတဲ့ဟာကိုမောင်းထုတ်ချင်ပြန်ရောအဲ့တော့1962ခုနှစ်မှာ ဒီ prayer prayer via temples အဖျားပေါ့ဒီခမခမခမနေမြေထဲမှာအဲ့ခမမင်းနေတည်ထားတဲ့ဖျားရှိတယ်အဲ့ဖျားကိုဟိုယုဒိယကနေယူထားတာအဲ့ဒါကိုသူတို့ကဒီကမ်ဘောဒီးယားကဟိုဟိုမြင်းပေါ့ international ပေါ့ကပတ် code of justice ကိုဟိုမြင်းတိုင်တော့တိုင်တော့ဒီ international နိုင်ငံတကာ တန်ဟိုရာဇဝိမှုယုံဝနေပြီးတော့တရားယုံဝနေပြီးတော့ကမ္ဘောဒီးယားဟုတ်တယ်ကမ္ဘောဒီးယားဘရင်တည်ထားတဲ့နေရာဆိုပြီးတော့ယူဒီးယားကနေပြန်ယူပြီးကမ္ဘောဒီးယားကိုပေးလိုက်တယ်ပေးပြီးတော့နောက်တော့1985နဲ့89မှာကမ္ဘောဒီးယားမှာဖြစ်ချင်တော့ခမာနီတွေတက်တယ်အခမဏီတွေတက်တဲ့အခါကျတော့လေအဲ့ခမဏီတွေကလည်းအဲ့လိုပဲယူဒီးယားနဲ့မတက်ဘူးပေါ့ပိုမတက်တာပေါ့နော်ခမဏီကသူကကွန်မြူနစ်တွေကိုနော် နောက်21ရာစုနေရောက်လာအောင်21ရာစုနေရောက်လာတော့ nationalism ဆိုတာဒီ Cambodia ရဲ့ဒီပေါ့နိုင်ငံပြည်ချင်းစိတ်အဲ့ဒါတွေနဲ့ border တွေနဲ့သူတို့ကလည်းအဲ့မှာ2008နဲ့2017မှာအဲ့ဖျားပေါ့ temple clashes ဆိုတာအဲ့မှာယူဒီးယားနဲ့ Cambodia နဲ့စစ်သားတွေအဲ့ဒီအဲ့ဒီ Priya Viria temple ပေါ့နော်အဲ့ဒီဖရာစီတီနာမှာတိုက်ကြတယ်တိုက်ကြတဲ့အခါကျတော့အဲ့ဒါနဲ့နိုင်ငံတကာကနေလာပြီးတော့အဲ့မှာ UN နဲ့ကုလသမဂ္ဂနဲ့အာဆီယံနဲ့ဝင်ရောက်ပြီးတော့ဖြန့်ဖြေးပေးရတယ်နော်နောက်တော့ cultural cultural အားလေရင်ကျေးမှုအနေနဲ့ကလေယူရီးယားကကမ်ဘောဒီးယားကိုကရင်ကျေးမှုကိုတအားခိုးတယ်ခိုးတဲ့အခါကျတော့ကတာဟို ကမ်ဘောဒီးယားကကတာတွေကမ်ဘောဒီးယားကအစာတောက်တွေနော်ကွီစင်းဆိုအခုယူဒီးယားမှာနာမည်ကြီးနေတဲ့အဲဒီဟိုယူဒီးယားဟင်းဂျိုတို့ဘာတို့နော်ချေတုံရန်တို့အဲ့ဓာတွေနောက်ပြီးတော့ဒီယူဒီးယားပိုင်ဟိုထိုင်းအဲ့ဓာတွေကကမ်ဘောဒီးယားက ကမ္ဘောဒီးယားဝစ်စုံနေကမ္ဘောဒီးယားရင်ကျေးမှုတွေကိုဂျူဒီးယားသူတို့ဟာလုတ်ပစ်လိုက်တယ်အစားအသောက်ကစပြီးလို့ရှိရင် heritage site ကမ္ဘောဒီးယားဘယင်းနေပေါ့နော်ခမာဘယင်းနေဟိုစောက်ခဲတဲ့ဒီအရှေ့ဟောင်းနေရာတွေကိုပါသူတို့သူတို့နေရာလုတ်ပစ်လိုက်တယ်အဲ့တော့ အမမာတော့ဟိုခမာနဲ့ယိုဒီယာအရန်ပေါ့နော်အရင်ကယိုဒီယာခမာအောက်မှာနေခဲ့တယ်နောက်ပိုင်းခမာကယိုဒီယာအောက်မှာနေခဲ့တာအဲ့တော့သူတို့တွေကပေါ့ဟိုသူတို့တွေဇလန်ရှေးတယ်လေအဲ့တော့ဒါပေမဲ့လူနေကြတာတော့ဒါငါရဲ့ယဉ်ကျေးမှုဒါနင့်ရဲ့ယဉ်ကျေးမှု နောက်ပိုင်းကျတော့ နောက်ပိုင်းကျတော့အချင်းနေကောင်းလာပါတယ်ကုံသွဲမှုလည်းလုပ်တယ်တူရီဇင်လည်းလုပ်တယ်เนาะတန်ယုံနေလည်းထားတယ်ဒါပေမဲ့ရာဇဝင်နဲ့ခြီးပြီးတော့အဲ့ဒီဖြစ်နေတဲ့ဒီပေါ့သူချင်းကိစ္စတွေကသူတို့အခဲကတော့မကြေကျင်သေးဘူးပေါ့เนาะအဲ့တော့ဒီကဒီဂျိုဒီယာနဲ့ကမ်ဘောဒီးယားရဲ့အဲ့လိုမျိုးရာဇဝင်နဲ့ခြီးတာဒီအရှိတောင်အာရှရာဇဝင် ရာဆိုရင်အတိုင်းပဲပို့တောင်ပေါ့နော်ရှည်တယ်ဟိုနော်အဲ့တော့သူတို့တွေအားလုံးကလည်းမာနာတွေရှည်ကြတယ်အဲ့တော့အခုရက်ထိပေါ့ဟိုကမ်ဟိုသူကမ်ဘောဒီးယားတွေရဲ့စိတ်ထဲမှာအခဲမကျင်နိုင်ဘူးပေါ့နော်ယူဒီးယားတွေကငါတို့ဟိုနိုင်ခဲ့တယ်ငါတို့ရဲ့မြေတွေကိုနော်ငါတို့ဖျားတွေကိုယူခဲ့တယ်အဲ့လိုမျိုးငါတို့ယဉ်ကျေးမှုကို ဲ့လိုမျိုးထိနေပေါ့နော်အဲ့တော့အဲ့ဒါထိုင်းနဲ့ကမ္ဘောဒီးယားရဲ့ history ရာဇဝင် အထူးသဖြင့်အဲ့ဒီမြေပဲအမှန်မှန်ကမ္ဘောဒီးယားမြေ